လူတယောက်ကသူကဒါနတွေလုပ်တာပေါ့နော်ကုသိုလ်ကောင်းမှုဒါနကုသိုလ်ပေါ့တခြားကုသိုလ်မဟုတ်ဒါနတွေ तू လုပ်တယ်အလူဒါနတွေလုပ်ပြီးတော့ तू တောင်းတလိုက်တယ်ဟိုငါတတိဖြစ်ရင်ကောင်းမှာပဲနော်တောင်းတလိုက်တယ်အဲ့တော့မြတ်စွာဘုရားကသူ့ရဲ့တောင်းတချက်ဖြည့်တယ်တဲ့နောက်ဘဝ तू တတိဖြစ်သွားတယ်ဖြစ်ဆက်ဖြစ်သွားတယ်ဘာဖြစ်လို့တတိ तू ဖြစ်တယ်လဲမသိရင်တဲ့ဒါနတတတမဟုတ်ဘူးတဲ့တိလဝတ်တော်တဲ့တိလရှိလို့တဲ့ ဒါတော့ဘုရားအမှဟောတာလေဘုရားဟောတာအဲ့မှဟောတာအဲ့တော့အိစတိဘိခွေသီလဘတော်စေတောပဏိတိဝိတုဒ္ဒတာဆိုတဲ့စကားအဲ့ဒီကလာတာပဲအဲ့တော့ဒီပုဂ္ဂိုလ်ဒီဘာဖြစ်လို့သူနောက်ဘဝမှာတတိဖြစ်တယ်လဲလို့မေးရင်ဒါနကြောင့်မဟုတ်ဘူးတဲ့သီလကြောင့်တဲ့သီလကြောင့်သူကတောင့်တလို့ဒီဒီလူချမ်းသာဖြစ်တာတဲ့နော်ချမ်းသာတဲ့စီးစိမ်ကိုတော့ဒါနကအကျိုးပေးတယ်ဒီလိုလူဖြစ်အောင်လုပ်တာကသီလကလုပ်တာနော်အဲ့တော့သီလရှိတဲ့ပုဂ္ဂိုလ်ရဲ့တောင့်တမှုပြည့်စုံတယ်ဆိုတာအဲ့တဘောကိုဆိုလိုတာ ကိုအခုငါဒီလိုက်ရှိတယ်ငါဟိုဟာလေးစားချင်တယ်ရပါစေအဲ့လိုမျိုးဆိုလိုတာမဟုတ်ဘူးเนาะအဲ့တော့နောက်ဘဝကိုကောင်းရာဂတိကိုရောက်ချင်တယ်ရောက်ချင်တဲ့ဆန္ဒသည်ပြည့်ရှင်တယ်ဆိုဒီလားဖြည့်လို့ဘုရားဆိုလိုတာပဲအဲ့လိုဆိုလိုတာเนาะအစ်စတီဘိခွေဒီလားဝတ်တော်ဆိုတဲ့စကားအဲ့ဒိတ်ပဲသူဒီဘာဖြစ်လို့သူရွေးတဲ့အတိုင်းသူဖြစ်သွားတယ်လဲတချို့ခုနကဒါနလုပ်တယ်ဟောပြီးရင်ဟောငါဒီကုသိုလ်ကြောင့်လက်ပြရင်ကောင်းပါပဲလို့ပြောတယ်သူတေးလက်ပြရောက်သွားတယ်ဘာဖြစ်လို့လက်ပြရောက်တယ်လဲလို့မေးတော့တယ်မြတ်စွာဘုရားကဒီလားရှိလို့ဆိုပြီးတော့ဟိတ်ပက်အကြောင်းမဲ့ချက်ထုတ်ထားတယ် အကြမ်းဆော့ဘုရားကတီလန်းရှိတဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့ရည်ရွယ်ချက်တောင်းတချက်ပြည့်စုံနေဆိုအဲ့တဘောကိုဆိုလိုတာပါနော်အဲ့လိုမျိုးဆိုလိုတာအဲ့တော့ဟိုအကင်ခေယသုတ်ဆိုတာရှိသေးတယ်အကင်ခေယသုတ်မှာတီလအကျိုး16ပါးဟောထားတယ်နော်တီလအကျိုး16ပါးရှိတယ်အဲ့ဒီမှာတီလရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဒီလက်လာပါးတွေပေါ်တယ်ဆိုတာတော့ပါတယ်ဒါကဒကာဓမ္မတွေဂျင်ညိုလို့လက်လာပါးပေါ်တာနောက်တစ်ခုကတီလရှိတဲ့ပုဂ္ဂိုလ်ဆိုနတ်မြတ်မာတွေကချစ်ခင်တယ်အဲ့တော့နတ်မြတ်မာတွေချစ်ခင်တော့ သူ့ရဲ့တောင်းတမှုတွေကိုလက်တရားပြီးတော့စီစဉ်ပေးတာလည်းရှိတယ်အဲ့ဒါမျိုးတော့ဖြစ်နိုင်တယ်နော်ကိုလိုမျိုးတောင်းတလို့ဖြစ်တယ်ဆိုတာပြစ်စံတော့မဟုတ်ဘူးသူ့ရဲ့တီလားကြောင့်အိမ်ဆောင်နဲ့တောဆောင်နဲ့နော်ဒီကျောင်းဆောင်နဲ့ရက်ခွက်ဆောင်နဲ့တွေကကြီးညိုလေးစားလို့သူ့အကြံကိုသိတော့လက်တရားဖြစ်စည်းပေးတဲ့သဘောမျိုးတွေပါပဲနော်အဲ့လိုမျိုးဆိုလိုတာပါနော်အေးဟိုလိုမျိုးတီလားအစွမ်းကြောင့်ရလာတာမျိုးတော့မဟုတ်လိုမျိုးတော့မဟုတ်ဘူးနော်အဲ့ဒါမျိုးတော့မဟုတ်ဘူးဆက်ဆက်မိကုန်ပါညီမဒါနာကုသိုလ်နဲ့ဥပုသ္တိလာကုသိုလ်ဟာချမ်းသာမှုခြင်းရှင်လို့ရနိုင်ပါသလားရှင်ဗျာ ဒါနဲ့ကုသိုလ်နဲ့သီလကုသိုလ်ကကွာတယ်။ဥစဉ်အမြဲတမ်းဟောတယ်။ဂတိကောင်းမှုကသီလရဲ့တောင်းဝန်။ရောက်လျက်ဘဝမှာချမ်းသာဘဝဌာနရဲ့တောင်းဝန်ပဲ။နော်။မဟာဇနဆရာကြီးစကားတစ်ခုနဲ့ပြောတယ်ရှင်းတယ်။အခုလူတွေတချို့တွေကငရဲကြနေကြတယ်တဲ့။အဲ့ဒီတွေဌာနမရှိလို့ငရဲကြတာလားဆိုတခုမှမပြောတယ်ဆရာကြီးက။စဉ်းစားကြည့်လေ။ဌာနမရှိလို့ငရဲကြတာမဟုတ်ဘူးတဲ့။သီလမရှိလို့ငရဲကြနေတာ။သူတို့ကဌာနရှိတယ်တဲ့။နော်။ဌာနတွေလုတ်ပြီးတော့ခိုးဆိုးလူနိုင်လုပ်နေမယ်ဆိုရင်ငရဲကြမှာပဲ။ အဲ့ဒါရင်အဲ့ဒီဒါနသည်ဂတိဝိပတိဖြစ်တော့အကျုံးပေးခွင့်မရတော့ဘူးဘောလားမသိဘူးဂတိဝိပတိဝိပတိတရား၄ပါးဆိုတာရှိတယ်အဲ့တော့ဂတိဖောက်ပြန်သွားတယ်ဒါနကုသိုလ်ကဂတိကောင်းမှလည်းအကျိုးပေးခွင့်ရမှာလေဂတိမကောင်းရင်အကျိုးပေးခွင့်မရအောင်အဲ့တော့တိလမရှိတော့ငရဲကြတယ်ငရဲကြတော့သူ့ရဲ့ဒါနကအကျိုးပေးခွင့်မရတော့ဘူးဟုတ်လားအဲ့ဒါကြောင့်တော်မြတ်မဂ္ဂလံဆရာကြီးကငရဲကြနေတဲ့လူဌာနမရှိလို့မဟုတ်ဘူးလေတီလာမရှိလို့ကြတာ။နောက်ကြောင့်ဦးဇင်းတို့တီလာဒီခတိကောင်းမှုတာဝန်ယူတယ်။ဌာနကရောက်လျက်ကွာမှာချမ်းသာဖို့တာဝန်ယူတယ်။နော်အဲ့လိုနှမျိုးခက်မဲ့ပါနော်။